ရှင်ပြားတဲ့နောက်အိမ်မက်တစ်ခုကတပီးတော့မက်တာဝန်ထမ်းနိုင်တဲ့ခွန်အားပလရှိပြီးတော့ဝန်တော့ဝန်ဘိုးကိုထမ်းနိုင်လောက်တဲ့အရွယ်ရောက်တဲ့လုံရတန်တာနဲ့ပြည့်စုံတောင်တင်းခိုင်မာတဲ့နွားကြီးတွေရှိတယ်ဗျာတဲ့ဝန်ယုံနိုင်တဲ့နွားကြီးတွေအဲ့ဒီမှာအဲ့ဒီလိုဝန်ယုံနိုင်တဲ့နွားကြီးတွေကို လှဲဒီတဘိုးမှာမကပဲနဲ့နွားပေါက်ဆလေးတွေကိုတဘိုးမှာကနွားကြီးတွေကို ဖြုတ်ပြဖြုတ်ပြပြီးတော့ဘာမှဝန်မယုံနိုင်တဲ့နွားပေါက်ဆလေးတွေကိုတဘိုးမှာကတယ်အဲ့ဒါလို့ကပြီးတော့ဝန်တုတ်တွေတင်ပြီးတော့လှဲကိုယုံခိုင်းနေတယ်အဲ့လိုယုံခိုင်းတဲ့အခါမှာလှဲတွေကလုံးဝမရွေ့ဘူးတဲ့နွားလေးတွေကမသွားနိုင်ကြဘူးမယုံခံပြီးတော့နေကြတယ် ဝန်တို့ကို မဆောင်ရနိုင်တဲ့အနေအထားမျိုးတွေတပည့်တော်အိမ်မက်တဲ့မက်တဲ့တဲ့လှဲကလည်းတပိန်တလိမ့်မှမလိမ့်ပဲနဲ့ဒီလိုနေတာသို့တော်လည်းပဲနွားကြီးတွေရှိရတဲ့အဲနွားကြီးတွေဖယ်ပြစ်ပြီးနွားပေါက်စလေးကကတာကပြီးတော့လှဲနဲ့မောင်းတာကိုတပည့်တော်မြင်ခဲ့ရအဲ့ဒါဟာတပည့်တော်စရုပ်ထမြောက်မြင်မက်တဲ့အိမ်မက်ပါပဲအဲ့ဒီအိမ်မက်ရဲ့အကျိုးအပြစ်ကရောဘာဖြစ်နိုင်တော့ဆိုတော့မြတ်စွာဘုရားက ဒီအိမ်မက်ရဲ့အကျိုးအပြစ်ကဟာလဲပဲတဲ့အခုဖြစ်မဲ့ဟာမဟုတ်ဘူးတဲ့နောက်တစ်ခေတ်ရောက်လာတဲ့အခါကျတော့ဒီကိုချင်းတရားကင်းမဲ့တဲ့တရားဓမ္မနဲ့အုပ်ဆိုးမှု မပြုတ်ကြတဲ့မင်းဆိုးရာစာတွေလက်ထက်ရောက်လာလို့ရှိရင်ဒါမျိုးဟာဖြစ်လာနိုင်တယ်ပေါ့အေးနောင်ရောက်လာလို့ရှိရင်လူလောကထဲမှာ တရားဥပဒေနဲ့အညီမင်းချင်းတရားတို့အဲ့ဒါလို့တရားဥပဒေနဲ့အညီအုပ်ဆုံးလို့မရှိတဲ့မင်းနေရဲ့လက်ထက်မှာမဖြစ်လာတော့ဆိုမင်းမှုတန်းတွေဟာတကယ်ပညာရှိပြီးအစဉ်လာကောင်းတယ်အစဉ်လာနဲ့ပြည့်စုံပြီးတော့မင်းမှုတန်းတဲ့ရှိလျားတဲ့အသိပညာကျွယ်ဝတဲ့ဒီဆောင်ရွက်နိုင်စွမ်းရှိတဲ့အမတ်ကြီးတွေကို ယာတုမပေးဘူးတဲ့ယာတုကဖြုတ်ပစ်တယ်ခဏကဝန်ဆန်းနိုင်တဲ့နွားတွေကိုတဘိုးကနေဖြုတ်ပစ်တယ်လို့ပဲအဲ့ဒါလို့တကယ်ကိုထမ်းဆောင်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့မျိုးရိုးကောင်းတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုယာတုမပေးဘူးတဲ့ဒါတွေမကဘူးတရားယုံနေမှာလည်းပဲဒီပညာရှိပြီးတော့တရားဥတွေကျွမ်းကျင်တဲ့တကယ် တရားသူကြီးတွေကိုယာတုခန့်ထားခြင်းမပြုဘဲနဲ့ဥပရေရေရာကျွမ်းကျင်တဲ့လူတွေကိုမခန့်ထားဘဲနဲ့အေးဥပရေမကျွမ်းကျင်တဲ့လူငယ်လူရွယ်တွေကိုယာတုခန့်ထားကြတယ်တရားယုံနေမှာအဲ့လိုယာတုအပြောင်းလဲတွေလုပ်ပြီးတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုမခံဘဲနဲ့ထားတယ်အဲ့လိုထားတော့ဘာတွေဖြစ်လာတော့ဆိုတော့သူတို့ဟာ မေမှုတန်းနဲ့လှုပ်ဆောင်ရမယ့်ကိစ္စတွေကိုတင့်တော်တယ်မတင့်တော်ဘူးဆိုတာတွေဘာတစ်ခုမှမသိဘူးမသိတော့အဲ့ဒီယာဓုရဲ့တာဝန်ဝတ္တရားတွေကိုထမ်းဆောင်နိုင်ခြင်းမရှိကြဘူးတဲ့ခြေပြောင်းအောင်မထမ်းဆောင်နိုင်ကြဘူးအဲ့ဒီလိုမထမ်းဆောင်နိုင်တဲ့အခါကျတော့အဲ့ဒီအလုတ်ကိုသူတို့စွန့်ခွာနေကြတယ်စွန့်ခွာသွားကြတယ်အဲ့ဒီမှာအသက်ရွယ်ကြီးတဲ့ပညာရှိအမတ်ကြီးတွေဟာ ဘာဖြစ်လာတော့ຢາရုမရတဲ့အခါကျတော့နော်ຢາရုမရတဲ့အခါအလောက်အကင်မရှိတဲ့အခါကျတော့ဘာဖြစ်တုန်းနော်အေးငါတို့ဘေးဖယ်ထားလိုက်ပြီငါတို့ဟာ အပြင်ရောက်သွားပြီအဲငါတို့တဲ့အရာရောက်လာလူငယ်လူရွယ်တွေကငါတို့တဲ့အရာရောက်လာတယ်ဆိုပြီးသူတို့မှာတကယ်ကြွန့်ကျင်တော်လဲပဲ ဘာမှဝင်ပြီးတော့မပြောကြတော့ဘူး။သိပေမဲ့လို့သိတယ်သိတာကိုမပြောကြတော့ဘူးဝင်ရောက်ပြီးတော့မှားမှားရင်းနေလှုပ်ဆောင်ကုန်ကြတယ်။လှုပ်ရမယ့်ကိစ္စတွေကအကုန်တလွဲတချော်တွေဖြစ်မှမှန်ကန်မဖြစ်တော့လုပ်ငန်းကိစ္စတွေကအောင်မြင်မှုမရှိဘူးတဲ့။တပည့်အုပ်ချုပ်တဲ့မင်းတွေရဲ့ဒီကိစ္စတွေဟာအောင်မြင်မှုမရတဲ့အခါကျတော့ဘာဖြစ်လဲ။မင်းတွေရဲ့ လုပ်ငန်းကင်တာတွေဟာဆုပ်ယုပ်ပြက်ပြားလာတယ်ပေါ့လုပ်ငန်းတွေမအောင်မြင်တော့ဘူးမအောင်မြင်လို့ဆုပ်ယုပ်ပြက်ပြားမှုတွေဖြစ်ပေါ်လာခဲ့တယ်ဘယ်နေရာကြည့်လိုက်ကြည့်လိုက်တိုးတက်မှုမရှိဘဲနဲ့ဆုပ်ယုပ်ပြက်ပြားမှုတွေကြီးပဲဖြစ်လာဥပမာမယ်တကယ်တောင်းဝန်ထမ်းဆောင်နိုင်တဲ့ရှုံးနိုင်တဲ့နွားကြီးတွေကိုဖြုတ်ပစ်ပြီးတော့တောင်းဝန်ထမ်းဆောင်နိုင်လည်းမရှိတဲ့နွားငယ်ကလေးတွေကို တဘိုးမှာကပြီးတော့ယုံခိုင်းတဲ့အခါမှာဘာမှဝန်တော့ဝန်ဖို့ကိုမယုံနိုင်တယ်လို့ပဲတဲ့အဲ့ဒါလို့မင်းဆိုရစာကိစ္စတွေဟာအာလုံးပြက်ပြား ဆုပ်ယုပ်ပြီးတော့သွားတယ်နောက်တစ်ချိန်မှာဒါမျိုးတွေဖြစ်လာနိုင်တယ်ဒုက္ခကြီးရဲ့ဆုပ်ယုပ်ပြက်ပြားမှုတွေလုပ်ငန်းကိစ္စတွေမအောင်မြင်မှုတွေဟာဒီလိုအခြေအနေကြောင့်ဖြစ်ပေါ်လာနိုင်တယ်ဒီလိုအိမ်မက်မက်ချင်းကြောင့် သင်မင်းကြီးမှာဘာမှအန္တရာယ်မရှိဘူး။နောက်အနာဂတ်မှာဒါမျိုးတွေဟာဖြစ်ပေါ်လာနိုင်တယ်။ဒါကိုဆွဲပြီးတော့မဲ့ချင်းတာဖြစ်တယ်လို့ရသော်ဘုရားကဖြေရှင်းတယ်ပေါ့။